ခုကြည့်ရရင်စတွေ့တော့ဆိုရင်နည်းနည်းလေးဘယ်လိုလဲအိုးအိုးတယ်အိုးတယ်အိုးတယ်အမအမကြီးဖြစ်တယ်ဗောနော်ခုနောက်ပိုင်းသူကလေးကလေးဖြစ်လာဟုတ်ပါဘူးလားကြီးအကြီးဆိုပေမဲ့အငယ်အငယ်လို့သဘောထားလိုက်တာဗောသူလက်ဆောင်ဝင်ပြီးကွာကယ်ဒမီရလို့ဆိုဟုတ်လားအဲ့တော့ဘုံမကြည့်အမပြလိုက်။အချက်ပဲကျွေးမယ်လေလို့လို့ပြင်ပါကြမကျွေးတော့ဘူးလို့ရေဖို့ချေတာရေဖို့ချေတာ။တက်ပြဖို့အချေအားလို့လား။ တရက်လို့ပြောထား one day ပေါ်ဟဲ့လို့ချွေးပါမယ်လို့တင်နန်းတော်ကဒီနေ့25ရက်နေ့ကနေစပြီးတော့25 26 29 3ရက်တိုင်တိုင်ပေါ့နော်ဒီမြန်မာဘလာစာမှာရှိရဲစိန်နန်းတော်ဆိုင်မှာစိန်တွေတွေကို25ရာခိုင်နှုန်းနဲ့ဒီစကောင့်ချပေးနေပါတယ်အဲ့ဒီအတွက်လာရောက်ပြီးရိုက်ကူးတာပါရှင့် ပုံမှန်တော့စိတ်နှံတော်မှာကျွေးလေးဒီလိုမျိုးလေးရိုက်ဘူးတယ်ဒါပေမဲ့အဲတယောက်တည်းရိုက်တာများတယ်အဲ့လိုပွဲရှိမှပေါ့နော်အဲ့လိုစိတ်နှံတော်ရဲ့ဒီနေတွေမှာဒီဇေယောင်းပွဲတော်တွေမှာဆိုရင်တော့ဇုံတွဲလိုက်ရိုက်ရတယ်ဇုံတွဲလိုက်ထဲမှာအဲ့လိုမိန်းကလေးတွေလည်းပါတယ်ဂျီနဲ့ဆိုအဲ့ဒီဇုံတွဲလိုက်ရိုက်တာတွေကနှစ်ခုသုံးခုလောက်ရှိတယ်ပေါ့နော်အခုလိုဆိုင်မှာဒီရိုက်တာကြတော့ဒါပထမဆုံးပါဟုတ်မြောက်ကရင်းနှီးနေတော့ဟိုရံဖြစ်မှာဆိုတော့ကျိုးပြညှိလာတယ်နော် အဲ့လိုကျူးလေးအရန်ရောက်ရခတ်တယ်လော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 နဲ့ပေါ့နော်နောက်ကြတော့လေမနဲ့ဆိုမထနိုင်တော့အဲ့လိုမျိုးရောက်ရတီခတ်တဲ့အခါကျတော့လေဟိုဟိုဟာကြံဒီဟာကျဲဆိုစိတ်တရားအဲ့လိုမျိုးဖြစ်နေသူဟဲ့အဲ့လိုမျိုးပေါ့အမဲခံရမှလည်းသူဆိုတော့ तू ကမနေ့ရကလေးကရိုက်ကူးရေးမှာပြုံပြုံလေးနဲ့နေပါဆိုတော့တော်တော်ပြုံးထားပါတယ်ကုနာလို့ကိုကနည်းနည်းဆိုအေးအေးအေးပြီးတော့လောင်နေတိုက်ဆိုတော့နော်အဲ့ဒါလေးတော့ချားပြီးတယ်နည်းနည်းကူးလာတာအော်လောင်နေဆိုကိုလောင်တာမဟုတ်သူများကလောင်လှုပ်လိုက်တာ ကွာအေးအေးလေးပဲပြုံးပြုံးလေးပဲနေတာဘေးလူတွေအကုန်လောင်သွားအောင်လို့ပေါ့နော်အဲ့လိုလှုပ်လိုက်တာအကြီးအကြီးဆိုရင်လည်းအငယ်အငယ်လို့သဘောထားလိုက်တာပေါ့နော်အဲ့ဒါကြတော့အဆင်ပြေပါတယ်ဘာလို့ဆိုတော့ तू ကသူတို့တွေကကြတော့ပြောဘေးရလူပြောပြလိုက်တာပြဿနာကြီးပေါ့နော်ပြောပြလိုက်ပြီကျွန်တော်တို့ကခံစားရတယ်ဒီနိုင်မဟုတ်အော်ပြောပြီးအောင်လားပြဿနာကြီးခံစားသူပြီးမေ့ပေါ့မေ့သွားတဲ့ခါကျတော့ကိုရီးယားဘေးနားမှာလောင်အိုကြီးကြံနေတာသူတို့ကြတော့လုံးဝတက်ကြွလန်းဆန်ချက်ဖာလေးဖြစ်နေတယ်လို့အဲ့ तू ကနုလာကြပြီလေ ဘူးလားเนาะဘူးလားသူ့ကြည်ရင်စတွေ့တော့ဆိုရင်နည်းနည်းလေးဟိုအိုအိုတယ်အိုတယ်အိုတယ်အမအမကြီးဖြစ်တယ်ဗောနော်ခုနောက်ပိုင်းသူကလေးကလေးဖြစ်လာဘူးဘူးလားဟုတ်ကဲ့တော်လေးစော်ပေးတယ် အဓိကကတော့သူသချင်းလေးတွေရကြတာလေကလို့ကောင်းတယ်လေမြူးလဲမြူးတယ်ပါတီဗိုက်တွေဆိုတော့အဲ့နဲ့ပဲဂျူလီရကြတော့လေရှူတင်မှာအိတ်ငိုက်ပြီဆိုရင်တတော်ရှာဆော့တယ်လို့ဆိုတော့ဟာဒါလေးဆိုမြူးတယ်ဆိုပြီးဆော့တာပေါ့ပြီးဟဲ့ငါဆော့လိုက်ပြီနော်ပေါ့သူဒီထရင်ထားတဲ့အကားကြီးတော့လုံးဝမဟုတ်ဘူးဆော့လည်းမဆော့တတ်ဘူးအဲ့တော့ဟဲ့ငါတော့ငါလုတ်ချင်တာလုတ်ထားတယ်နော်အဲ့လိုမျိုးပြောရတာပေါ့ပြောပါတယ်ဘယ်လိုလဲပြေပေါ့ဒီဆော့ပြီးကြသူတို့ပဲရှိတာဆော့ပြီးနေတာ သူတို့မှမစော့ဘူးဘယ်သူမှမစော့ဘူးတော့စတော့နာပြောပါလေကျေးဇူးလည်းတယ်ဟုတ်ပို့ပြီးတော့နော်ဟိုတစ်တော့တယ်ရောက်သွားရင်ပို့ပြီးတော့တစ်ချိန်ကပောက်သွားတယ်နော်အဲ့လိုအဲ့လိုပဲပြောရမယ်။ဟုတ်ပါဘူးဒီလိုပါဒီခုခေတ်ကလည်းလူမီဒီယာတွေရောဒီ Facebook အပြင်မှာ TikTok ဖြစ်နေတာ။ TikTok ဖြစ်နေတော့အဲဒီ international ကအတိတ်တွေကစအဲ့လိုမျိုး story ဆော်လာလေ။ TikTok ကိုသွားနေကြတော့ပေါ့။အဲ့လိုလေ TikTok တွေရောက်သွားပြီးပိုကောင်းတာပေါ့။ လို့တဲ့ရှင်ငါတို့ကိုမိုက်စားတော့ဘောပြာ Party vibe တည်နေမိုက်စားတော့ဘောတော့သူလက်ဆောင်ဝင်ပြီးကိုယ်ကယ်ဒီမီရလို့ဆိုဟုတ်လားအဲ့တော့ဘောမကြည့်ဘူးအဲ့မှာပြောပြလိုက်အေးနောက်နောက်မှာပြောပြမယ်ကယ်ဒီမီရလို့ဆိုလက်ဆောင်ဝင်ပြီးတယ်ပေါ့ तू ကအဲကိုကတော့ဘာမကြွေးရသေးမုံမုံမုံဟုတ်မဟုတ်ဘူးမဟုတ်ဘူးမမေရဖြစ်မဲ့ဟာလေးလားဟုတ်တယ်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  ပထွေးဆိုတာမတရားလာမကြောက်ဘူးမဟုတ်လေနော်နေတိုင်းနေတိုင်းနေတိုင်းလိုက်တောင်းစားနေတော့ကျွန်တော်ကသူကမကြွေးတော့ဘူးမဟုတ်သူ့ကိုပြောတယ်ဟိုကအဲ့လိုချက်ပဲကြွေးမယ်လေလို့လို့ပြင်ပါကြမကြွေးတော့ဘူးလို့ဒီဘုတ်ချေတာဒီဘုတ်ချေတာကြွေးဖို့အခြေအားလို့လားတည့်ရလို့ပြောထား one day ပေါ်ဟဲ့လို့ကြွေးပါမယ်လို့ ရှိနေပါရောဟိုအစီအစီရှိနေဟုတ်ထပ်တွဲပြီးတော့ပေါ့အော်ခြေနဲ့ထပ်တွဲပြီးတော့လက်ရှိမှာတော့မရှိသေးဘူးเนาะအဲချုပ်လေးအခုရိုက်ထားတဲ့အဆူရောကားအတွက်တချင်းသွင်းမှုရှိရအတန်ဝင်သွားလို့ဆိုပြီးတော့အာစတူဒီယိုဖျက်လိုက်ရတယ်ပေါ့เนาะအဲတော်တော်ဝင်သွားတယ်လက်ရှိကားကလည်းတော်တော်ပင်ပန်းတော့လေအဲ့ဒီဟာလေးတော့မြင်မြန်ပြီးအောင်တော့သွင်းခြင်းနဲ့သွင်းပြီးလို့အဲ့ဒီကားမှလည်းပါမယ်ချုပ်လေးကိုယ်တိုင်လည်း music video လေးရိုက်ပြီးတော့ပရိသတ်တွေပေါ့เนาะဒါကတော့ချုပ်လေးကတော့ဝါသနာရှင်အဆင့်ပေါ့ဒါပေမဲ့ဝါသနာပါတဲ့အတွက်လည်းကိုယ်ကလောက်တာပေါ့เนาะဟုတ် စကူလန်းမှာလည်းဒါ promotion ရှိပါလားအဲ့ဒါလည်းဟုတ်ကဲ့ကျွန်တော်ဒီစင်တန်းတော်ရဲ့ဒီစကူလန်းဆိုင်မှာလည်းပေါ့နော်မလာပိုင်း1 3 4မှာလည်းကျွန်တော် promotion ပွဲရှိပါတယ်ဘာလို့မလဲလာရောက်ဟာပြဖို့အတွက်ဖိတ်ခေါ်ပါတယ်ဗျစင်တန်းတော်ဆိုတာမြန်မာရဲ့နာတော့ကမှအင်တာမောက်အောင်မြင်ဆုံးအောင်မြင်ပြီးသားပါဟုတ်ဒီထက်ဒီထက်မကတဲ့အောင်မြင်မှုတွေအများကြီးနဲ့နှစ်ပေါင်းများစွာပေါ့နော်ထိတ်ဆုံးရနေပြီးတော့ရည်တည်နိုင်ပါစေလို့ဟုတ်ချူလေးတို့လည်းအများကြီးရှော့ပေးနိုင်ပါစေသူနိုင်ကြိုက်နေတယ်တောင်းတာမပေးဘူးလေ အဲ့တော့လေ shop ပေးရမှာဗောနော50ရာခိုင်နှုန်းလောက်ဖြစ်ဖြစ်ပေါ့ discount